ចောင်းနိုင်ဘုံကြီးကတိမ်ចောင်းတကာမာကြီးကိုဓာဖြင့်ခုတ်တက်မှုဖြစ်ပွားဒီကြောက်ဆရာကောင်းတဲ့ဖြစ်ပျက်ကြီးကတော့မေလ22ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်ကရန်ကုန်တိုင်းဒေသကြီးလေကူးမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တာပါလေကူးအောင်ဖုံးပြီးကျောင်းမှာပါ ဘုံကြီးကတော့တက်လက်ပိုင်းရွယ်ပဲအသက်ခံရတာကတိမ်ကြောင်းတကမပါကျောင်းနေကားတွေကိုလည်းအဲ့တကမကပဲလူထားတာသူ့ရဲ့မိကအဲ့ဒီကျောင်းမှာတရားထိုင်ဖို့ဘုံကြီးမိနဲ့တူတူသွားနေပါတယ်တူလေးဖြစ်သူကလည်းအဲ့ဒီကျောင်းမှာပဲကိုရင်ဝင့်နေတာအဲ့တကမကမင်္ဂလာတုံမာနေတာမနက်ခင်းသူ့မိကနေမကောင်းလို့ဆိုပြီးဘုံကြီးကလာခေါ်တာအဲ့မှာသူကလည်းလိုက်သွားတာကိုရောက်တော့ကိုရင်တွေကိုလည်းဆိုးခံထွက်ခိုင်းသူ့မိကိုလည်းတင်ကန်းပေါ့လျှော်ခိုင်းတာ ပြန်လာတော့အဲ့မှာဘုန်းကြီးကခုတ်သက်ထားတာတွေ့တာပဲတဲ့ရေကျိုးကန်းထဲမှာဘုန်းကြီးကအာရမပြူကျင်ဖို့စူးစမ်းရမှာနဂမကြီးကမလုံရင်ညင်းဆိုခဲ့တာကြောင့်ရုံရင်းဆန်ခတ်ဖြစ်ခဲ့ပြီးအမျိုးသမီးကအဲ့ဒီကနေထွက်ပြေးပြီးဘုန်းကြီးကနောက်ကနေမသေးမချင်းရဲရဲဆက်ဆက်ခုတ်သက်ခံရတယ်လို့ပြောကြတယ်ဘုန်းကြီးကကျူးလွန်ပြီးရင်နောက်ထွက်ပြေးသွားခဲ့ပေမယ့်15မိုင်ဖျားမှာမိတယ်လို့ရက်ွက်နေသူတို့ကပြောပြခဲ့ပါတယ် အသက်ခံခဲ့ရတဲ့အမျိုးသမီးမှာအသက်43နှစ်အရွယ်ဖြစ်ပြီးမေလ23ရက်နေ့မနက်7:00နာရီချိန်ကရေဝေးတုတ်တံမှာပဲတကြိုခဲ့ကြောင်းသိရပါဗျာ။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေနေနဲ့ဒီကိစ္စကြီးဟာအတော်လေးကြောက်စရာကောင်းတယ်လို့အတော်လေးရှက်စရာကောင်းပါတယ်ဒီလိုဖြစ်ပြမျိုးတွေလည်းနောက်တစ်ခါဘယ်တော့ခါမှမဖြစ်ပွားပါစေနဲ့လို့ဆုတောင်းနေမိပါတယ်မြန်မာမူခိချက်နေလေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နောက်များမှလည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ